အိမ်အောင်ရှိတယ်ဆိုတာတောင်မှလည်းအရန်တဘောကြပါတယ်ဆိုတော့ကောင်းလေးတွေကြတော့ရောတဲ့ခလေးမေလို့ပြောတာတောင်မှခလေးမေလို့မထင်ရဘူးနော်ဆိုပြီးနောက်မဆုတ်တဲ့ ယောက်ျားလေးတွေရှိတယ်နော်ဆိုပြီးတော့ comment ရေးထားတာဖြစ်ပါတယ်ခင်ဗျာအဲ့တော့ဒီလိုမျိုး comment ရေးတဲ့ဒီယောက်ျားလေးတွေအများစုကြတော့ဘယ်လိုမျိုးတွေးပြီးတော့ရေးလဲဆိုတော့စဉ်းစားလို့မတတ်ဘူးဒါပေမဲ့တခုရှိတာကတော့အခုလိုအိမ်တော်ရှိတယ်ကလေးမေရှိတာတော့မှတိုးတိုးဒီလိုမျိုးလက်ရေးတယ်ဆိုတော့နံပါတ်1ကျွန်တော်ပြောချင်တာကတော့အကြီးကအကြီးစားလိုက်တာပိုင်းဆိုင်ရာမှာလုံးဝအရန်လိုအပ်ပါလိမ့်တယ်လို့ပြောချင်ပါတယ်တကယ်အကြီးစားလိုက်တာကောင်းတဲ့ယောက်ျားလေးတယောက်ဆိုရင်တိုးတိုး တမယမိန်ကလေးတွေကိုလိုက်ပြီးအခုလိုဖွန်လိုက်မကြောင်နေဘူးခင်ဗျအချင်းစာရေးတာကောင်းတဲ့ယောက်ျားလေးတွေဟာဆိုသူတို့ယင်ထဲမှာတကယ်ဖြစ်ပေါ်လာတဲ့အာအချစ်ပေါ့သူတို့မြင်လိုက်တဲ့မိန်ကလေးတယောက်ပေါ်မှာမြင်လိုက်တဲ့ပေါ်မှာတကယ်ယင်ခုံပြီးတကယ်မြစ်တာတက်ဝင်ပြီးတော့မှချက်မှတာလင်းလဲတွားပြီးတော့မှ ချစ်တယ်ကြိုက်တယ်ဆိုပြီးတော့တကယ်ချစ်တဲ့စကားကိုတော့ပြောမှာဖြစ်တယ်အခုလိုမျိုးအိမ်တော်ရှိတဲ့ကလေးရှိနေတဲ့အရာကြီးကိုတတ်တတ်သွားပြီးတော့ပါဇက်အရာတာခံပြီးတော့ဒါအခုဒါရေးတဲ့ပုံစံတော့ဒါ online ပေါ်မှာတွေးကြရတယ်ဒူပါလေ online မှာတော့အများအပြားတော့အာဒီနေ့ဟိုပါဇက်အရာတာခံပြီးတော့ရှောက်ရေးနေကြသူတွေရှိကြလိမ့်မယ်ခင်ဗျာအဲ့တော့ဒီနေရာမှာတော့တေးကြတယ်ရေး comment လည်းရေးပေးတဲ့ညီမကိုလည်းအရန်ကျေးဇူးတင်ပါတယ်အခုလိုမျိုးလာပြီးရေးခံရတာတယောက်တည်းတော့မဟုတ်ကျွန်တော်တို့လည်းဒါအပြင်မှာလည်းမြင်ဘူးတယ်ကျွန်တော်တို့ရဲ့အမတွေတို့ရဲ့အကောက်တွေမှာအဲ့လိုလာရေးတဲ့ယောက်ျားလေးတွေအများကြီးတွေ့ဘူးပါလေအဲ့တော့ ဒီပြူပန်လေးကိုကျေးရှုနေတဲ့ညီမငယ်တွေဆိုလဲဒါဟာတခုတိထားရမှာကတော့ဒါကိုမအိမ်အောင်ရှိနေပြီဆိုကိုတိနေပြီဒါကိုဘက်ချန်ကလုံးဝဘာမှမဖြစ်ဘူးဆိုရင်ဒါကဘာမှဖြစ်လာကြအကြောင်းမရှိဘူးတို့တော်များလည်းအဓိကကြတာကယောက်ျားလေးတွေအာဒီပြူပန်လေးကိုကျေးရှုနေတဲ့လူငယ်တွေပေါ့နော်အသက်ငယ်ငယ်ရွယ်နဲ့အာကျေးရှုတဲ့သူတွေဆိုတော့ကျွန်တော်ကသင်ငန်းစာလေးအဓိကပေးချင်ပါတယ်လောကကြီးထဲမှာတေးကြတယ် အာဘဝမှာရည်မှန်းချက်ကြီးကြီးမားမားစ조사နေတဲ့ယောက်ျားလေးတွေကဒီလိုမျိုးဘတော်မှလိုက်ပြီးတော့ဖုံမကြောင်အာသူတို့မှာလှုပ်စရာတွေအများကြီးရှိတယ်ဘဝအတွက်ရည်မှန်းချက်တွေရှိတယ်မိသားစုအတွက်ရှိတယ်ပြီးတော့နှမချင်းကိုချင်းစားအဲ့တော့သူများတက္ကသိုလ်ကိုသွားပြီးတော့အားပြီးတော့ကိုရင်ထဲမှာတကယ်မရှိဘဲနဲ့ပါဇက်အရတာခံပြီးတော့လိုက်ပြီးတော့မှ online ပေါ်မှာ live မကျူနေဘူးဘဝမှာလှုပ်ရမယ့်အလုပ်တွေမှာအများကြီးတိုးတက်မြင့်မအောင်လှုပ်ဆောင်စရာအလုပ်တွေမှာအများကြီးရှိတာဖြစ်တဲ့ကြောင့်အခုလိုမျိုးတွေမလှုပ်ဘူးဒါကြောင့်မို့အာတကယ်ကိုမှအခုဒီလိုလေးကြီးစုနေညီငယ်တွေပေါ့နော်အကြီးကနောက်ထပ်လာမယ့်လူငယ်အများစုအနေနဲ့ကိုကိုကို ယောက်ျားလေးဆိုယောက်ျားကောင်ယောက်ျားမြန်ဖြစ်အောင်အကြီးစားရတာကောင်းတဲ့သူဖြစ်အောင်ကိုယ့်ရဲ့မိဘကမွေးလိုက်တဲ့အမေရဲ့ကျေးဇူးကိုဆက်နိုင်တဲ့သားကောင်းတစ်ယောက်ဖြစ်အောင်ကြိုးစားရမှာဖြစ်ပါတယ်။သားကောင်းတစ်ယောက်ဆိုတာကကျွန်တော်တို့ပတ်စံပေးနိုင်ုံနဲ့မဟုတ်ပါဘူး။အကြီးကအရေးကြီးဆုံးကတော့မိဘတွေကိုစိတ်ချမ်းသာအောင်ထားတာပြီးတော့မိဘတွေဂုဏ်ယူရတဲ့သားကောင်းတစ်ယောက်ဖြစ်အောင်ကြိုးစားတာဖြစ်ပါတယ်ခင်ဗျာ။အဲ့ဒါကြောင့်မို့လို့ကျွန်တော်တို့အခုသူမျိုးကျွန်တော်ဗီဒီယိုဖိုင်လေးအများနဲ့ပြောပြပေးရဲဆိုတာဖောက်ပြန်မှုတွေကင်းဝေးပြီးတော့တကယ်အကြီးစားရတာကောင်းတဲ့ လူငယ်တွေဖြစ်စေချင်လို့ဖြစ်ပါတယ်ပြီးတော့ယောက်ျားလေးတွေအများစုကလည်းကျွန်တော်တို့ကိုကိုကိုဒီနေ့ အခုချိန်မှာမှားနေတယ်ဆိုရင်တော့မှကျွန်တော်ကမှန်တဲ့လမ်းကိုပြန်ပြီးတော့ရှောက်လို့ရတာဖြစ်ပါတယ်။ဒီကအမှားလည်းတော့မကင်းပါဘူး။တို့တော်များလည်းမှားပြီးတော့သိသွားပြီဆိုရင်ကျွန်တော်ဟာကိုယ့်ကိုလူကောင်းတယောက်ဖြစ်အောင်ပြန်ပြီးတော့စ조사ခွင့်ရှိပါတယ်။အဲ့တော့ဘာပဲဖြစ်ဖြစ်ပါကျွန်တော်လူငယ်တွေအများစုဒီဖိုင်လေးကိုကြည့်လိုက်ပြီးတော့ကိုယ့်ကိုယ်ကိုတကယ်ပြောင်းလဲသွားပြီးတော့ပြုပြင်လို့ရတာပဲဖြစ်ပါတယ်။ထို့နည်းတူစွာပဲအယောက်ျားလေးတွေကြီးပဲလည်းမဟုတ်တချို့မိန်းကလေးတွေလည်းရှိပါတယ်။အိမ်တော်ရှင်ဒီယောက်ျားလေးတွေခလေးလည်းရှိတယ်၊သူ့မှာမယားလည်းရှိပါလားနဲ့ဒီလိုသွားပြီးတော့ အာဝင်ပြီးတော့သွားပြီးတော့ဂျူလဲပိုင်းမှာဒါလည်းတကြီးထားရမှာဖြစ်ပါတယ်မိန်းကလေးလေးဆိုလဲဒါဟာကိုကအမိကောင်ဖခင်တာသမီတယောက်နေတဲ့မျိုးလုံးဝမလုံတဲ့ပါဘူးလို့လည်းပြောချင်ပါတယ်အားလုံးဖောက်ပြန်မှုကင်းပြီးတော့တကယ်အချစ်စာရိတာကောင်းတဲ့အိမ်အောင်ဘက်တွေနဲ့တွေ့ရှိကြပါစေချစ်ချင်းမေတ္တာတွေနဲ့လည်းတကယ်အချစ်မှာလည်းတကယ်မေတ္တာစစ်မေတ္တာမှန်တဲ့ချစ်ချင်းတွေနဲ့ဒါတွေ့ရှိကြပါစေလို့လည်းထပ်ဆစ်ပြီးတော့ဆုတောင်းပေးပါတယ်ခင်ဗျာ